တင်ဆက်မှုတွေအစင်မပြေလို့စိတ်ပြတ်နေပြီလားပရိသတ်နဲ့ရင်ဘတ်ချင်းထိပြီးလှုပ်ရှားမှုတွေကိုလှုပ်ဆော်ခြင်းပါဒလားရုပ်ပုံတွေနဲ့ဇလံပြောခြင်းရဲ့စွမ်းအားကိုရှာဖွေပြီးဆွဲဆောင်မှုရှိတဲ့ခေါင်းဆောင်တို့ဖြစ်လာဖို့တင်ယူလိုက်ပါ။ ယနေ့လိုလင်မြန်တဲ့ digital ခေတ်မှာလူတွေရဲ့အာရုံစူးစိုက်မှုက ပိုတိုလာပါတယ်။ရုပ်ကုန်တွေကသူတို့ရဲ့အာရုံကိုဖမ်းဆုပ်ပြီးထိန်းထားနိုင်မှုကူညီပေးနိုင်ပါတယ်။စာသားတသက်သက်စိတ်ခံစားမှုတွေကိုပုံမူထိရောက်စွာလို့ဆော့ပေးနိုင်တာကြောင့်ခေါင်းဆောင်တွေအနေနဲ့ပြည်သက်နဲ့ပုံမူနှဆိုင်နဲ့ဆက်ဆံရေးတိစောက်ပြီးရေရှည်အကျိုးတက်ရောက်မှုတွေဖန်တီးနိုင်ပါတယ်။ဒါအပြင်သူတေသနာတွေရရုပ်ပုံတွေကသတင်းအချက်လက်နားလည်မှုနဲ့မှတ်မိနိုင်စွမ်းကိုမြှင့်တင်ပေးတယ်လို့ဖော်ပြထားပါတယ်။ဒါကတင်သတင်းစကားပြည်သက်စီကို ချီချီရောက်ရောက်ရောက်ရှိဖို့အရေးကြီးပါတယ်။ရုပ်ပုံနဲ့ဇလံပြောခြင်းကိုကျွမ်းကျင်ဖို့အတွက်ပထမဆုံးအနေနဲ့တင်းဆက်ကြောင်းစီစဉ်မှုကို မြင်သာအောင် storyboarding လုပ်ပြီးတသားတည်းကြတဲ့ရုပ်ပုံတွေ့ကြုံကိုဖန်တီးပါ။တပ်ပုံဗီဒီယို infographic နဲ့အပြန်လန်တုတ်ပြန်နိုင်တဲ့အရာတွေလိုမျိုးရုပ်ပုံဆိုင်ရာစိတ်ပိုင်းမျိုးမျိုးကိုလေ့လာပြီး မတူညီတဲ့အခြေအနေတွေမှာဘယ်အရာကအသင့်တော်ဆုံးလဲဆိုတာရှာဖွေပါ အရေးကြီးဆုံးကတော့အယောက်စာလုံးပုံစံ typography နဲ့ပုံစံချခြင်း composition စတဲ့ဒီဇိုင်းအခြေခံမှုတွေကို အမြဲတည်းရပါဒါတွေကပဲတင်ရုပ်ပုံစံလမ်းကိုစွာရှိပြီးထိရောက်မှုရှိစေမှာပါလက်တွေ့ကဘာကဥပမာချုပ်ကိုကြည့်ကြရအောင် TikTok မှာပါတဲ့ဆွဲမှတ်ဖွဲ့ကောင်းတဲ့ရုပ်ပုံတွေကတင်အာယုံကိုဘလို့ဖန်းစုပ်ထားပြီးရှုပ်ထွေးတဲ့အကြောင်းအရာတွေကိုဘလို့နားလည်လွယ်အောင်လုပ်ပေးလဲဆိုတာစဉ်းစားကြည့်ပါ လူတွေရဲ့ပါဝင်မှုကိုနှုံဆော်ပြီးရီမန်းချက်တွေအောင်မြင်စေဖို့ဆွဲဆောင်မှုရှိတဲ့ပုံတွေနဲ့ဗီဒီယိုတွေကိုအသုံးပြုတဲ့ထိရောက်တဲ့လူမှုမီဒီယာလှုပ်ရှားမှုတွေကိုလည်းကြည့်ပါ။ဒါ့အပြင် အောင်မြင်တဲ့အမှတ်တရစိတ်တွေဟာသူတို့ရဲ့ပရိသတ်နဲ့ချိတ်ဆက်ဖို့နဲ့ဝေလိုအားကိုမြင့်တင်ဖို့အတွက်ခိုင်မာတဲ့ရုပ်ပုံတွေပါတဲ့ဈေးကွက်မြင့်တင်ရေးပစ္စည်းတွေကိုအမြဲတမ်းအသုံးပြုကြပါရစေ။ဆွဲဆောင်မှုရှိတဲ့ရုပ်ပုံတွေဖန်တီးဖို့ဒီဇိုင်းပညာရှင်တယောက်ဖြစ်ဖို့မလိုပါဘူး။ ခေါင်းဆောင်တွေအနေနဲ့စိတ်ဝင်စားစရာကောင်းတဲ့ရုပ်ပုံတွေဖန်တီးနိုင်အောင်ကူညီပေးနိုင်တဲ့အခမဲ့ရော အခပေးပါဒီဇိုင်း software တွေအများကြီးရှိပါတယ်။ professional ဓာတ်ပုံရိုက်တာ၊ video ရိုက်တာမလိုပဲအရေးသွေးမြင့်အကြောင်းအရာတွေအတွက် Star Camera နဲ့ video platform များကိုလည်းအသုံးပြုနိုင်ပါတယ်။တင်းရဲ့ရုပ်ပုံဇလံပြောခြင်းခီးစဉ်မှာလှုပ်ဆောင်မှုတင်ကန်းစာနဲ့အထောက်ပံ့တွေပေးနိုင်တဲ့ online တိုင်းဝိုင်းတွေနဲ့အရင်းမြစ်တွေကိုလည်းရှာဖွေလေ့လာဖို့မမေ့ပါနဲ့။ တင့်ကောင်းဆောင်မှုကိုမြင့်တင်ဖို့ရုပ်ပုံဇလံပြောခြင်းကိုစတင်အသုံးပြုလိုက်ပါအတွေ့အကြုံတွေကိုခမန့်ထမမျှဝေပြီးနောက်ထပ်အကြောင်းအရာတွေအတွက် subscribe လုပ်ထားပါ